ကဲ G5 ရတဲ့နော်ဝိုင်းဆဲနေကြလို့တကယ်တော့ G5 ရဆိုတာကျွန်တော်အခုမှသိတာဘာကောင်လဲကျွန်တော်မသိဘူးအကောင်ပြောတာဟိုကိုလဲမြန်မာပြည်နဲ့နည်းနည်းကင်းကွာနေတာပါတာပေါ့နော် G5 ရ G5 ရဒီကောင်လူဘဝဘာညာဝိုင်းဆဲနေကြမှာ G5 ရဆိုတာဘာလဲရိုက်ချကြည့်ပြီးတော့တွေ့ရတယ်နော်သူပြောထားတဲ့ဟာတော့ဒီမှာဒီလိုရိုက်ခုပြီးစီးသွားပါပြီခင်ဗျာစပီးကြောင်းမယ်နော် တိုင်းမှာဘလို့ရဲ့အချောင်းအချောင်းဒီနိုင်ငံကိုကျွန်တော်အယမ်းဖြစ်တယ်ဒီနိုင်ငံမှာဘာဖြစ်နေလဲဘယ်သူကဘာတွေလဲဘယ်သူကဘာစကားတွေပြောနေတာလဲဆိုတော့ကျွန်တော်ဂျေဖိုင်ယာစဉ်းစားနားလည်တတ်ပါတယ်ပြီးတော့ဒီဖြစ်ဒီခါလို့ဒီတို့ဖြက်ကက်ကာလဒီနိုင်ရှုပ်ခွေးနေတဲ့နိုင်ငံရေးမှာကိုကအမှုပညာသမားတယောက်နေနဲ့ကိုမိမကိုမိတ်ဆွေပေါင်းလေးတွေကိုဘယ်လိုဆက်ပြီးစောင့်ရှောက်ရမလဲဆိုတာကိုလည်းညံနဲ့စဉ်းစားတတ်ပါတယ် Okay မိမိကိုမထိခိုက်အောင်နေပါအဲ့ဒါမှပဲမိမိမိဘကိုမထိခိုက်အောင်လုပ်ကျင်းနိုင်ပါလိမ့်မယ်မိမိပတ်ဝန်းကျင်ကိုမထိခိုက်အောင်လုပ်ကျင်းနိုင်ပါလိမ့်မယ်နောက်ဆုံးမှမိမိနိုင်ငံကိုပြောင်းလဲနိုင်ပါလိမ့်မယ်အရင်ဆုံးကိုယ့်ကိုယ်ကိုမထိခိုက်အောင်ဆောင်ရှောက်ပါโอเค ွားမှာစာလုံးရေးစာပဲရှိနေတယ်နောက်ထပ်အမိုက်စာ music video တွေဆက်ပြီးတော့ဖန်ပြီးဖို့ကြံပါလေချစ်တော်ပြည်နဲ့ရောက်ရှင်းသည့်ရောက်ရှင်းသည့်တိုင်းကိုမနဲ့ဘုရားရှိခိုးပြီးတိုင်းမေတ္တာပို့သားနေပါလေစောက်ဖို့ဘယ်အဲ့ဒါဆုံးပဲကျွန်တော်ဟမ်ဒီကောင်နေဒီလိုလူပေါင်းထွက်ထွက်ဝရဲတာဘာဖြစ်လို့ဒီတယ်ကိုယ့်ဘက်ကဒူတွေတအားစိတ်ကောင်းတယ်နော်ကျွန်တော်တို့ဗဇက်တွေတအားပြောကြတယ် စကားတွေပဲပြောတာများတဲ့အတွက်အဲ့လိုစောက်ပါးဝါတဲ့သူတွေထွက်ထွက်လာတာဒါဖုံးဝင်လင်းလင်းပြောတာကျွန်တော်လုံးစရာရှိရမယ်အလုပ်ကိုပြက်ပြက်သားသားလုပ်ပါသူတို့ဘက်ကအပဲလေးပေးတာဟာဟာလေးပေးတာတော့ဖမ်းပြီးထောင်ချနေတယ်ဒါပေမဲ့မင်းအောင်လိုင်းထွက်ပြီးတော့ဘလို့ပြောရအောင်ငါတို့ဘာလို့မှားလို့ဟမ်ဟိုဘိုင်းကော့လို့ဘယ်မင်းအောင်လိုင်းထွက်မပြောဘူးဇော်မဲလုံးလည်းမပြောဘူးနော်ဒါပေမဲ့ဘာဖြစ်လဲအသေးလေးပေးတယ်ဟာဟာလေးပေးတာတော့ဖမ်းပြီးထောင်ထဲထည့်ပြတယ်ထောင်ထဲမထည့်ခင်မှာ ဘလောက်ထုတယ်ဘလောက်ရိုက်တယ်ဆိုတော့ဘူးမှမသိရဘူးဒါပေမဲ့ကျွန်တော်တို့ပဲအချမ်းသားကြတော့ဘလို့ဖြစ်နေတယ်ပါဇက်ပြောတယ်ကတားများတယ်နောက်ဆုံးဘယ်ကဲကဲလုံးမယ်ဆိုရင်တော့ကိုယ်ချင်းချင်းနှုတ်ရင်တော့မှကိုယ်ချင်းချင်းကပြန်ပြီးပြောတယ်ကျောင်းမှာမှာကျွန်တော်ဝိရကဒရစီလောက်ထားနေတယ်ဘာသာဘောင်းကိုကိုယ်ရကထွန်းခင်ဆိုတဲ့လူနော်တမ်းလိုက်ပါလားပြတ်လိုက်ပါလားလုံးလိုက်ပါလားဒါကဘလူကအဘလူကမိတ်ပေးတာဘလူကတောင်းရင်ခံပါလေ မအဲ့လိုအဲ့လိုအဲ့လိုလူမျိုးတွေမသိလို့ရှိရင်ပြည်သူဘက်ကလူလူဘာလူလူနဲ့လုံနေတဲ့ဒူတွေကိုနှောက်ချက်အောင်လုပ်တာလမ်းအရှိန်ရှောင်းနေတဲ့ဒူတွေကိုပါခြေလမ်းမှန်မှန်တွတ်တွတ်ရှောင်းလို့မရအောင်ဂျားတွေကနေခလောက်ဆန်တာဆိုတော့ဒါဒါဥပမာပြောတာပြောရင်တော့ကိုယ့်ဘက်ကအာစစ်တပ်ကိုတော်လှန်နေစစ်တပ်ကိုတော်လှန်နေတယ်သူလည်းတော်လှန်ရင်ဘက်ကပဲအဲ့အဲ့တော့လူတွေကဘာဖြစ်လာလဲဆိုတော့မင်းတို့တော်လှန်ရင်ဘက်ကလူတွေတော့ဘယ်လိုပြောလာပြီးဆိုတဲ့ဟာမျိုးနဲ့ဝါရမိုင်းနေဖြန့်လို့ရတယ် ဲ့တော့ကျွန်တော်တို့တော်လန်တဲ့ဘက်ကလေအရန်နေတာလောကနဲ့အလုပ်ဘာမှပြည့်ပြည့်တသားလုပ်လို့မရဘူးအချင်းချင်းပြန်ပြီးတော့ကြောက်နေရတယ်ဟိုဘက်ကကြောက်တာမဟုတ်တော့အချင်းချင်းအချင်းချင်းနော်ထောက်ဖို့ဆိုလဲထောက်ဖို့ချင်းချင်းကြောက်ကြတယ်ကြိရဲဘော်နေဆိုလဲအချင်းချင်းပြစ်တာအခုအညာဘက်မှာလည်းအချင်းချင်းပြစ်တာရှိတာပဲသူတို့ဓာတွေကဘာဖြစ်လာလဲဆိုတော့စကားတွေများပြီးတော့ချီးတွေများလာအခုဂျေဖိုင်းရအခုဒီစကားထွက်ပြောတယ်နော်တူပါအောင်ရည်ရွယ်ပြောတာလူတိုင်းသိတယ် အဲ့ဒီနိုင်ငံကြီးရဲ့ရှုပ်ထွေးနေတဲ့နိုင်ငံကြီးဆိုတာဒီနိုင်ငံကြီးဘာကြောင့်ရှုပ်ထွေးတာလဲဒီနေ့အပြစ်မဲ့စာတင်ချောင်းတွေစေးယုံတွေစစ်ဘေးကြောင့်စကန်းတွေလေရင်နဲ့ရေးဆက်ဆက်ဘုံကျဲနေတာကိုကိုနာအောင်လို့မလုပ်တဲ့လူတွေအမှအများကြီးသူပြောသလိုပဲနော်ကိုကိုမနာအောင်နေတဲ့စစ်ဘေးကြောင့်လည်းစစ်တောင်းထိုးလာလို့အသားလေးအထုပ်ကလေးပိုက်ပြီးတော့ကိုကိုမနာအောင်လို့စစ်ဘေးကြောင့်စကန်းမှသွားပုန်းနေတာအဲ့ဒီစစ်ဘေးကြောင့်စကန်းကိုမလုပ်တဲ့လေရင်နဲ့ဘုံကျဲတယ်လက်နဲ့ကြီးနဲ့ထုတယ် ကြံနေခဲ့တဲ့အိမ်ကိုဘာဝင်လောက်တယ်မီးဝင်ရှို့တယ်အဲ့တော့လူတွေကြတော့ဘယ်လိုပြောမလဲသူဒါတွေတော်လိုင်းလောက်တာမဟုတ်ဘူးလေဆိုတော့ဒီလိုစကားမျိုးတွေဒီကောင်တွေထွက်ပြောလာတယ်အခုနေဝင်နော်လက်ရှိ time မှာဘွိုင်းကော့ဆိုပြီးတော့တွတ်တွတ်ညံသွားတာဒီနေဝင်လာလို့အဲ့တော့နေဝင်နေနေအတိရမယ်ငါစစ်တပ်ကဝါရဖြန့်ကားမှာငါရိုက်ထားတယ်ဒါတို့ထိုင်းနိုင်ငံမျိုးဆိုတာတော်လှန်နိုင်ငံတော်လှန်နေတဲ့ပြည်သူတွေအများစုရှိတဲ့တိုင်းပြည် ငါတော်သင့်တာမတော်သင့်တာဒါပေမဲ့ဒီကောင်တွေစောက်ဖက်မှာစောက်ကယူမဆိုင်တာပြုံးဝင်လင်းပြောရင်ငါတို့လှုပ်ချင်တာလှုပ်မယ်အားပေးခြင်းမပေးခြင်းစောက်ကယူမဆိုင်ဘူးဆိုတဲ့အကွက်မျိုးချင်းပြီးတော့အဲ့အဲ့ကောင်တွေရင်ထဲမှာအဲ့ဒီစိတ်အပြည့်ရှိတယ်မယုံသွားမကြည့်ငါတို့ကငါတို့လှုပ်ချင်လို့လှုပ်မယ်ကွာမိတိုင်အားပေးမိတိုင်အားပေးလီပဲဆိုတာဟာမျိုးအဲ့ဒီအထာတွေအများကြီးရှိတယ်အဲ့ဒါတွေကဘာဖြစ်လို့လဲကျွန်တော်တို့ဘက်ကမပြတ်သားလို့လုံးစရာရှိတဲ့ကောင်ပြည့်ပြည့်တန်တန်လှုပ်ဆမ်းမှာနိုင်ငံကဥပဒေနိုင်ငံဥပဒေခမရတော့နိုင်ငံကဘယ်သူပါကူညီတယ် အဲတခုကြည့်တယ်ကိုဘက်ကိုထိုင်ပြီးတော့ကြည်မင်းနာတို့တွေကဂျေဇုတံဖန်ပြီးဂျေဇုတင်မယ်ဆိုရင်တော့ဒါနိုင်ငံတကာဂျေဇုတင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တတ်ခံဖြတ်ခံဖမ်းခံမျိုးစုံထိနေတာဘယ်နိုင်ငံတကာမှလာမကူညီဘူးကုလသမဂ္ဂမှာဥကြုံမုံထုံအော်တာဘဏ္ဍာရှိနေပြီလေနော်အဲအစည်းအဝေးလေးမဖိုက်တာနော်အာဆီယံဝန်ထမ်းလေးမတက်တာဒါတော့အဲ့တော့ကျွန်တော်တို့ဘက်ကဘာဖြစ်လာလဲဆိုတော့တဖြည်းဖြည်းနဲ့အစော်ကားခံထိလာတယ်အဲ့ဒီစော်ကားခံတဲ့ဟာကိုနေပြီးတော့ဝါရမိုင်းကတောက်ဆောက်တွင်းတယ် ။အာမင်းတို့ကကောင်းဖို့အမှုပညာလောက်တဲ့လူပဲမင်းတို့ပြောတာလို့ကောင်းဖို့နေတဲ့လူပဲပြောတာလို့ဆိုတော့ဘာဖြစ်တကယ်တကယ်လုံနေတဲ့လူတွေတန်ဖိုးတွေမဲ့တာ။ဟုတ်တယ်နော်ဒီဘက်မှာတန်ဖိုးရှိစွာလုံနေတယ်။အဲ့ဒီတန်ဖိုးရှိစွာလုံနေတဲ့လူတွေကိုဒီဘက်ကနေအဒါကဘာမှတက်ရောက်မှုမရှိအောင်မျိုးစုံနဲ့စိုက်ဝါးဖြန့်လိုက်တဖြည်းဖြည်းနဲ့လူအမြင်မှာဒီဘက်ကတန်ဖိုးမဲ့တာ။တော်နိုင်ရင်အခုအဲ့လိုဖြစ်နေတာ။စော်ကားကျင်တိုင်းစော်ကားတယ်။ဟမ်ပြောကျင်တိုင်းပြောတယ်။ ရှေ့တန်းမှာအသက်ပေးနေတာရဲဘော်တွေကအလကားအတိညာမဲ့လို့လားဟမ်အခုဂျီဖိုင်ကပြောသွားစကားဆိုဟုတ်လားကရှေ့တန်းမှာလာကားလည်းမရဘူးသမင်းလည်းကိုယ့်အိမ်မှာလို့ကောင်းကောင်းစားရတာမဟုတ်ဘူးเนาะဖြစ်တယ်လို့နေဖြစ်တယ်လို့စားပြီးတော့အဲ့ဒီရှေ့တန်းမှာအသက်ပေးနေတဲ့ရဲဘော်တွေကအတိတရားမဲ့နေလို့ဘောသူပြောသလိုဆိုရင်စဉ်းစားကြည့်လေကွာအဲ့ထက်မှာဆရာဝန်တွေလည်းပါတယ်เนาะအင်ဂျင်နီယာတွေလည်းပါတယ်တန်ခါတွေတော့တင်ငန်းချုပ်ပြီးတော့ဝင်ပြီးတော့အေးနော်ကိုယ့်ဘက်ကလူရဲ့ရှင်းနေငပောက်တို့တို့တင်ငန်းချုပ်ပြီးဝင်လောက်နေတာမဟုတ်ဘူး ဝါတဝါလို့တင်ငန်းကြီးနဲ့လိုက်တိုက်နေမှာမဟုတ်ဘူးတင်ငန်းချုပ်ပြီးတော့လက်နက်ကင်ထားတာအဲ့လိုပုံကိုယ်တွေအများကြီးပါတယ်နော်ဓမ္မအာရမခွဲခြားတတ်တဲ့ဒီဂျဟန်နေတော့ပါတယ်အဲ့တော့အဲ့ဒီပုံကိုယ်တွေအတိတ်ကမရှိတော့ဝင်လုံနေတာလားအဲ့တော့ကျွန်တော်တို့ပြောချင်တာကလေတော်လိုင်းကြီးမှာစစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့တော့လိုအပ်နေပြီအဲ့လိုမဟုတ်လို့ရှိရင်တော်လိုင်းကြီးကအိပက်အိပက်နဲ့ကြာလာလာလေကိုယ့်ဘက်ကအင်အားနည်းတာလေတစ်ဖက်ကစော်ကားတဲ့စကားတွေများလာလေဖြစ်နေတယ် အဲ့တော့စစ်ကိုစစ်နဲ့တူအောင်ပြတ်သားစာတိုက်မဲ့စစ်ခေါင်းဆောင်မျိုးလိုအပ်တယ်အခုကာကွယ်ဝင်ကြီးဌာနဝင်ကြီးဥယျာဉ်မဥယျာဉ်မမကောင်းဘူးကောင်းပါလေနော်ကောင်းတယ်အရင်ရှင်းနဲ့ရှိတယ်ဒါပေမဲ့ဗာလူကြီးပိုင်းပြောပါပြီလူကြီးပိုင်းဖြစ်သွားရင်မန်အလိုလိုနေနဲ့လူလူငယ်မှန်လို့မတူတော့ဘူးစိတ်သက်တက်ကြွမှလူငယ်လို့မတူတော့ဘူးအဲ့တော့ဥယျာဉ်မုံတို့နေရာမျိုးမှာတကယ်စစ်ကိုစစ်နဲ့တိုက်နဲ့တူအောင်တိုက်မဲ့ခေါင်းဆောင်မျိုးတွေလိုအပ်တယ် အောက်ခြေတက်မှုတွေနေရာတွေမှာစစ်ကိုစစ်နဲ့တူအောင်ပြက်ပြက်တတတိုက်နဲ့ခေါင်းဆောင်တွေကိုမြေတောင်မြောက်ဖို့လိုအပ်တယ်။နော်အခုဒီအမှုပညာတဲ့တွေပြည်တွင်းထဲကအမှုပညာတဲ့တွေမြို့တွေမှာ UGN အားတွေကို short ချပစ်တယ်။ UGN အားတွေ short လိုက်တဲ့အတွက်သူတို့စိတ်ထဲမှာသူတို့အမှုပညာရှင်အားလုံးကအမှုပညာတဲ့ရောအမှုပညာရှင်ရောပေါ့ဗျာ။အားလုံးကဘမနေကြတာ။တော့ဘလူးမနေတာမဟုတ်ဘူး။မြို့မှာနေကြတာ။မြို့မှာနေတဲ့အတွက်ဒီမြို့တွေမှာ UGN တွေကို short ချပြီးတော့မြို့အင်အားတွေမြို့ပြည်သူထိမှဆိုလို့ မြို့မြို့ပြလှုပ်ရှားမှုတွေကိုလုံးဝ short ချလိုက်တဲ့အချိန်မှာဘာသွားတွေ့ရလဲဆိုတော့အဲ့ဒီရေပေါ်စီအတိုင်းဝန်းလူတွေကအာငါတို့မြို့မှာ AC ပဲကွာ AC ပဲဟမ်ဘယ်လိုပြောတာရှိပါလဲဟိုကောင်လေးတကောင်ပြောထားတာမြို့ထဲမှာကျင်းရတဲ့တမားတဲ့စစ်တစ်ချိန်ကဖြစ်ဘာဖြစ်ခက်မှန်းတော့မတိတော့ဘူးပေါ့အာအစီက AC နေတာပဲပေါ့ဆိုတော့အဲ့ဒီစကားမျိုးတွေနဲ့သူတို့ကဘာဖြစ်လဲတော်လှန်ရေးကိုပြည့်ရပြုတ်လာတာလုံနေတဲ့သူကိုပြည့်ရပြုတ်လာတာအဲ့တော့ သူတို့ဘက်မှာအသေးလေးပေးတော့ဖမ်းပြီးထောင်ချတယ်ဆိုရင်ကျွန်တော်တို့ဘက်အဲ့လောက်မလုပ်ပါနဲ့နော်ကျွန်တော်တို့ဘက်ကတူတူပြောချင်တာအသေးပေးအောင်လောက်နဲ့သူတို့ဘက်မှာဖမ်းပြီးထောင်ချနေတယ်ဟာဟာလေးရက်ကပေးအောင်လောက်နဲ့ဖမ်းပြီးထောင်ချနေတယ်အဲ့တော့ကျွန်တော်တို့ဘက်မှာတော့အဲ့လောက်လုပ်เสียမလို့ဒါပေမဲ့စော်ကားလိုက်ရတဲ့နီးနဲ့တော့ဖမ်းပြီးတော့လုပ်ဖို့လိုအပ်လာပြီပုံစံပေးဖို့လိုအပ်လာပြီ မပေးဘဲထားလိုက်ပစိပြင်းနဲ့ဘာဖြစ်လာမလဲစော်ကားတဲ့ကောင်တွေလူဘဝလာလိမ့်မယ်နော်အငါတို့ရတာပဲချိန်တိုင်းတတ်မဲ့နိုင်သွားလိမ့်မယ်အဲ့တော့တတ်ကိုပဲအပ်ပေးမယ်ဆိုတော့ဟာမျိုးနဲ့တော်လန်ရေးကိုပြည့်ရပြုတ်လိုက်လုံနေတဲ့ပြည်သူရင်ထဲကိုဝင်ကြည့်နော်အသက်တွေဘဝတွေပေးထားရတာအဲ့ဒီအတွေ့ကျွန်တော်တို့ဘက်မှာရှိတဲ့လုံနေတဲ့ခေါင်းဆောင်တွေအားလုံးပြတ်သားကြပါနော်ပြသားကြပါခင်ဗျားတို့စာအုပ်ကြီးကိုနေရာတကာမကင်ပါနဲ့အဲ့ဒီစာအုပ်ကြီးကိုဘာပဲလုံးလုံးစွဲထုတ်မနေပါနဲ့ နော်လှုပ်เสียရရှိတဲ့အလုပ်ကိုခင့်နဲ့အညီလှုပ်ပါပြက်သားเสียရရှိတာကိုပြက်သားပါစစ်ပွဲတိုင်းအားလုံးဟာဇပွဲဝိုင်းမှာအဆုံးတက်ကြတယ်လို့ပြောကြပေမဲ့အဲ့ဒီဇပွဲဝိုင်းပေါ်မှာအဆုံးတက်ဖို့အတွက်အဲ့ဒီစစ်ပွဲမှာမင်းဟာနိုင်ထားလားရှုံးထားလားဆိုတော့အဖြေကမင်းရဲ့ခုံကိုရွေးပေးမှာအဲ့ဒါရှင်းရှင်းလေးနော်အဲ့တော့နိုင်ငံရေးဆိုတာနိုင်တဲ့ကောင်ကရေးတာရှင်းရှင်းလေးပဲ2021ຫນွေဥတော်လှန်ရေးလား ဘယ်လိုနိုင်မလဲနိုင်တဲ့ကောင်ကအများကြီးချဲ့သွားပြီးရင်းမှရုပ်ရှင်တွေအများကြီးထွက်လာမှာဝိတုတွေအများကြီးထွက်လာမှာကြပြားတွေအများကြီးထွက်လာမှာစာတွေအများကြီးထွက်လာမှာအဲ့နိုင်တဲ့ကောင်ကရင်းမှအဲ့ဒါနိုင်ငံရေးပဲအဲ့တော့ကျွန်တော်တို့2023ຫນွေဦးတော်လှန်ရေးအခင်းချင်းကိုဘသူကရေးမှလဲနိုင်တဲ့ကောင် ရေးရမှာနိုင်အောင်လုပ်ဖို့ကအဓိက နိုင်မှလားခင်ဗျားတို့လှုပ်ချင်တာတွေလှုပ်လို့ရမှာနော်အဲ့တော့နောက်တစ်ခုရှိတာကကိုယ်တွေရှောင်နေတဲ့လမ်း စစ်တပ်ခေါင်းဆောင်တွေနိုင်အောင်လုပ်နေတယ်ဆိုတော့သူတို့ကမတရားတဲ့ဘက်ကအာဓမ္မဘက်ကမကောင်းတဲ့ဘက်ကနိုင်အောင်လုပ်နေတာကိုယ်တွေရှောက်နေတဲ့လမ်းနိုင်အောင်လုပ်နေတယ်ဆိုတာနိုင်ငံအတွက်ပြည်သူအတွက်တရားအတွက်ဓမ္မအတွက်ကျွန်တော်ရှောက်နေတာဘာမှဆောက်ဝိဆိုင်စရာမလိုဘူးဒါကြောင့်မလို့ပြက်သားစရာရှိတဲ့နေရာကိုတော့ပြက်သားဖို့လိုအပ်ပါလေနိုင်ငံရေးပါနိုင်မှရေးရမှာ